င်္ဂလာညချမ်းပါ2025ခုနှစ်ဧပြီလ12ရက်ရေဒီယို energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ဒီမှာကတော့ຫນွေဥမုံပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှတ်တရပြက်ကလေးများကိုနိုင်ငံတကာကဖျက်ချီကိုယ်စားလှယ်များထံစတင်ပေးပို့နေတဲ့သတင်းဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှတ်တရပြက်ကလေးတွေကို နိုင်ငံတကာကဖြန့်ချီရေးကိုယ်စားလှယ်ရိတ်ထစတင်ပေးပို့နေပြီလို့တင်ပြရှိပါရယ်ဒီကြောင့်နဲ့ပတ်သက်ပြီး UK ကတာဝန်ခံဖြစ်သူကိုရဲက Radio NUG ကိုခုလိုဖြေကြားထားပါတယ် ကျွန်တော်တို့ကင်းရဲ့ဥတော်မှုနဲ့အတူပါမှာအနေနဲ့ကတော့ကျွန်တော်တို့အခုငလင်နဲ့ပတ်သက်ပြီးတော့သခိုင်းဘက်မှာပေါ့နော်မြေပြင်ထိထိရရအကူညီနေတာရရှိပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရပိုင်းနေရာပဲလူတထောင်ကျော်စားပေါ့နော်ကျွန်တော်တို့စံလေးစီးလေးတစ်ခါသုံးစားလို့ရမယ်အစားအသောက်တွေပေါ့နော်စလုံးရင်းထုတ်လို့မျိုးဟာတွေ ရှိတန်ဘူးတွေပြီးငါတတာဘူး one base စေအမေဆုံးပေါ့နော်ပြီးခေါက်ဆွဲချောက်ပေါ့နော်အဲ့ဒါကြီးအားလုံးကျွန်တော်တို့အရောက်တထောင်စားပေါ့နော်ပေးလူထားပါတယ်ပြီးတော့ဟိုကျွန်တော်တို့စပိုင်းကတော့ဒီမြေပြင်အဖွဲငလင်ဖြစ်ဖြစ်ချင်းမှာတော့ကဲသေးပိုင်းအဓိကဦးစားပေးပြီးကူညီပြီးတော့ကဲသေးပိုင်းနေပြီးဆုံးသွားတဲ့ခါမှာတော့ကျွန်တော်တို့ဒီရှိတ်ခါပေးတဲ့ပိုင်းတွေကျွန်တော်တို့အဓိကဦးစားပေးပြီးလုပ်နေပေါ့နော်အခုနောက်ထပ်လည်းခုံတွေကိုထပ်မာထားတာရှိပါတယ်အဲ့ဒါကြီးလည်းကျွန်တော်တို့ဒီရက်ပိုင်းအတွက်မှာပေါ့နော်လိုအပ်တဲ့နေရာတွေကိုရအောင်ဆက်လက်ပြီးဖြန့်ပြူသွားမယ်အလုပ်တွေလည်းလုပ်နေပါတယ် ငလျင်ပေးကြောင်းပေါ့နော်ကျွန်တော်ဒီဘက်အချက်မှာကုညီမှုတွေလုပ်နေရတဲ့အတွက်ကိုကျွန်တော်ဒီပြက်ကြိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ campaign page မှာလှူရှာမှု activity လေးတွေခဏရက်ဆိုင်သွားတဲ့အတွက်တော့ကျွန်တော်တောင်းပန်ချင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့တွေကိုတပတ်ကိုတစ်ဆောင်လုံးနဲ့မဲဖောက်ပြီးမှပြောထားပြီးတော့၃ရောက်ပြီးရဲ့အချိန်မှာခဏရက်လိုက်တယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော် April လောက်ကမေလာဇန်လောက်မှာစပြီးတော့ဂျန်နဲ့ပြက်ကြိန်ကင်လက်မှတ်ထိုးပေးထားတဲ့ပြက်ကြိန်တွေကိုဆက်ပြီးတော့မဲဖောက်ပြီးသွားပါမယ်။အဲ့ဒီ season လေးကတော့ဆက်ရှိနေပါတယ်။ April လောက်ကလောက်မှာကျွန်တော်ပြန်ပြီးတော့ စမယ်ပေါ့နော်။ဒါပေမဲ့ဒီဧပြီလမကုန်ခင်ခုချိန်ထိကတော့ကျွန်တော်တို့ဒီငလျင်ပေးသင့်ပြည်သူတွေကိုကျွန်တော်တို့မြေပြင်ဖွဲ့နဲ့ပူပေါင်းပြီးတော့အကူအညီတွေပေးနေတယ်ပေါ့နော်။ပြီးတော့ပြက်ကြရင်ကြီးကလည်းအခု fundraiser ရဲ့လက်ထက်ကိုရောက်နေကြပြီပေါ့နော်။အဲ့တော့ဟိုမာယူထားတဲ့လူတွေလက်ထက်ကိုမချခင်အချိန်တွင်းမှာရောက်ပါတော့မယ်နော်။ဟုတ်ကဲ့ပါခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။လက်ရှိမှာစင်ကာပူကိုယ်စားလှယ်များစီပြက်ကြရင်တွေရောက်လာပြီဖြစ်လို့၎င်းတို့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာများမှာတင်ထားတာကိုတွေ့ရှိရပါတယ်။ မလ28ရက်နေ့ကဖြစ်ပွားတဲ့ကြီးမားပြင်းထန်တဲ့စကိုင်းမြင်ကလေးကြောင့်ကယ်ဆယ်ရေးအကူအညီလုပ်ငန်းတွေကိုဒေါက်ဆန်းစုကြည်တာငယ်ဖြစ်သူကိုထဲလင်းခေါ် Kim Harris က၎င်းရဲ့ A2 Burma ကနေချိန်မဆိုင်ထောက်ပို့မှုတွေလုပ်နေကြတာကိုလည်းဦးစားပေးလှုံ့ဆော်နေတယ်လို့ဆိုပါတယ်ခင်မြမိခင်တောင်ဆန်းစုကြည်နဲ့မြမပြည်ကနိုင်ငံရေးကျင်းသားများလွမြောက်ရေးလှုံ့ဆော်ခြင်းနဲ့မြမရေးအမေရိကန်ခီးစင်မှာမြမပြည်ရဲ့အရေးပေါ်ငလင်းပေးတဲ့အကူအညီရမုံငွေရှာဖွေရေးကိုလည်းတပါးတဲ့ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့နိုင်ငံရေးသမားမဟုတ်ပေမဲ့အမေဖြစ်သူတောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအချင်းသားများပါဝင်မြန်မာပြည်သူပြည်သားများလွတ်မြောက်ရေးဆက်လက်လုံဆော်သွားမယ်လို့ကိုထန်လင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများလွမြောက်ရေးဆက်လက်လုံဆော်သွားမယ်လို့ကိုထရင်လင်းကပြောကြားလိုက်ပါတယ်။ San Francisco Bay Area ကိုကျွန်တော်ရောက်စဉ်ကမကြခင်ကဖြစ်ခဲ့တဲ့ငလင်တန်နဲ့စစ်တပ်ရဲ့စဉ်ဆက်မပြတ်ပြည်သူတွေကိုတပ်ဖြတ်ဒုက္ခပေးနေမှုတွေကြောင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရေးတကြီးလိုအပ်နေတာကိုပြောခွင့်ရခဲ့တဲ့ KQED အားကျေးဇူးတင်ရှိပါတယ်။ ဆေးဝါးကုသခွင့်ဆက်သွယ်ခွင့်များဖြတ်တောက်ပြီးဒီကြားချုံနောက်ခံထားရတဲ့ကျွန်တော်မိခင်ဒေါအောင်ဆန်းစုကြည်အတွက်ကျွန်တော်အင်မတန်ဆိုရင်ပူပန်နေကြောင်းကိုလည်းမျှဝေခွင့်ရရှိခဲ့ပါတယ်ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ပေမဲ့မိမိအတွက်နိုင်ငံရေးအကျဉ်းသားအလုံးနဲ့မြန်မာပြည်သူပြည်သားများလူများရေးအတွက်ဆက်လက်လှုပ်ဆော်သွားမှာပါလို့ကိုထိန်လင်းကပြောပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဟာလက်ရှိမှာဆစ်ဆောင်နဲ့ငလင်ပေတဲ့မြန်မာပြည်သူတွေအတွက်ရမုံငွေများရှာဖွေပံ့ပိုးလျက်ရှိပါတယ်ရှင်။ ဆက်လက်ပြီးတင်ပြပေးမယ့်သတင်းကတော့ငလင်ကြောင့်ထိခိုက်နေသောကျန်းမာရေးစီးပွားများကိုစီးရင်ကောက်ယူမှုဖောင်ဧပြီလကုန်ထိဖွင့်ထားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်ကြောင့်ထိခိုက်နေတဲ့ကျန်းမာရေးစီးပွားများကိုစီးရင်ကောက်ယူမှုဖောင်ဧပြီလကုန်ထိဖွင့်ထားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်။ကလင်ကြောင်ထိခိုက်နေတဲ့ကျန်းမာရေးစီးပွားများကိုစီးရင်ကောက်ယူရဲ့ဖောင်တစ်ခုပြုလုပ်ပြီးကျောင်းညခေါ်ယူကစီးရင်ဖြစ်သွင်းစေခဲ့ပါတယ်။ ဆိုပါဖန်ကိုလည်းအီဘရလာကုန်တီဖွင့်ထားမှာဖြစ်တာကြောင့်တန်းရှိနေတဲ့ထိခိုက်နစ်နာကျက်မိုင်းစီးရီးယားများလည်းဆက်လက်ဖြည့်သွင်းထားကြပါရန်ကြောညာအပ်ပါတယ်လို့ Syria American Network ကဆိုပါတယ်။ငလင်ကြီးတွင်အသက်ဆုံးရှုံးသွားခဲ့ရသောကျက်မိုင်းစီးရီးယားများအားလုံးအတွက် Syria ကျက်မိုင်းကွန်ရက်မှအထူးဝမ်းနဲ့ကြောင့်တဝန်လွားထုတ်ပြန်ခဲ့ပါတယ်ရှင်။ကလေးလည်းကြောင့်စင်ကူးမြို့နယ်တွင်သေဆုံးသူပြည်သူ36ဦးနဲ့ဒဏ်ရာပြင်းထန်သူ10ဦးအား တဝူလျင်လေးသိန်းကျပ်ဖြင့်စုစုပေါင်းပြည်သူ46ဦးကိုထောက်ပံ့ပေးနိုင်ခဲ့တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။2025ခုနှစ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ဖြူးနေခရိုင်မရယာမြို့နယ်နဲ့စင်ကူးမြို့နယ်တို့မှာပြည်သူများထိခိုက်ဒေဆုံးဒဏ်ရာရသူများပြားခဲ့ပါတယ်။ထို့ကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များဖြစ်သောပြည်ဦးလင်ခိုင်ပကဖမှငလင်းပေးတဲ့ပြည်သူများအတွက်လူငွေများမှတည်ပြီးစင်ကူးမြို့နယ်ပကဖရဲ့ကြိုးစားအားထုတ်မှုများပေါင်းဆက်ကငလင်းကြောင့်ဒေဆုံးဒဏ်ရာရပြည်သူများကိုထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဇူဝါထောက်ပံ့မှုများမှာစင်ကူးမြို့နယ်တွင်ရှိငလင်ကြောင့်သေဆုံးတန်ရာပြင်းထန်ပြီးသူများကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီးစင်ကူးမြို့နယ်အတွင်းမှာသေဆုံးသူပြည်သူ36ဦးတန်ရာပြင်းထန်ပြီးသူ10ဦးအားတဦးလင်၄သိန်းကျပ်ဖြင့်စုစုပေါင်းပြည်သူ46ဦးကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလင်ဘေးကြောင့်ထိခိုက်မှုအပြင်းထန်ဆုံးဒေသတွေကလူရည်တိတသမတသန်းကိုအကူအညီတွေပေးနိုင်ဖို့အမေရိကန်ဒေါ်လာ225သန်းလိုအပ်နေတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖျားအားကြီးတဲ့အင်္ဂလင်းကြီးလုတ်ခဲ့ပြီး2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တောင်ပြင်းရေးစီစဉ်ရဲ့နောက်ဆက်တွဲရေးပေါ်ဆုပ်ပြူလာတစ်ခုကိုရေးဆွဲခဲ့ပါတယ်။ထိခိုက်မှုပြင်းထန်ဆုံးဒေသတွေကလူရေတိတသမတသန်းကိုကူညီတွေပေးနိုင်ဖို့ American Dollar 295သန်းလိုအပ်ပါတယ်လို့ UNOCHA မြန်မာကဖော်ပြပါတယ်။ မြို့သားညီညွတ်အစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဒီအနေဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနရဲ့2025ခုနှစ်မလအတွင်းလူသားချင်းစာနာမှုအကူအညီငွေကျပ်959တက်သမ9တန်းကိုမန္တလေးကအကူအညီလိုအပ်နေသူများထံပေါ်မူပေးခဲ့ရမှာဘာမှပြည့်ရနေရဲ့ထိခိုက်ခံစားရသူများအတွက်ငွေကျပ်25တက်သမ3တန်းကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မေဦးတကြက်တိုကျိုဂျပန်မှာယူသားညီညွတ်ရေးအစိုးရစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပြီးယူရီရှယ်ယာများရောင်းချပေးမယ့်သတင်းဖြစ်ပါတယ်။မြန်မာပြည်ထံတိုကျိုဂျပန်မှာမြို့သားညီညွတ်ရေးအစိုးရစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပြီး EOD ရှယ်ယာများရောင်းချပေးမယ်လို့တင်ပြရှိပါတယ်။ဧပြီလ12ရက်မှ13ရက်ကျင်းပတဲ့မြန်မာပြည်ထံတိုကျိုဂျပန်မှာမြို့သားညီညွတ်ရေးအစိုးရစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပါတယ်။ ယူဒီမဆက်လက်ရောင်းချပေးနေသောမြေကွက်ကွန်ဒိုတိုက်ခတ်တဲ့ share များ Spring Development Bank account ဝင်ခြင်းနဲ့ဝေသွင်းခြင်းများအွန်လိုင်းလွှင့်ခြင်းတွေဥတီနဲ့ဒီလူကာကွယ်ထောက်ပို့တတ်တာအဖွဲ့ဝင်ရောက်ခြင်းများကိုလက်ခံဆောင်ရွက်ပေးမဲ့ agent တွေကိုယ်စားလှယ်တွေလည်းရှိတယ်လို့သိရပါတယ်။နေရာများကတော့ဝင်းမောက်တရဲ့အနီးဆုံးမှာဖြစ်ပြီးတနခါကော်နာရဲ့ကြားမှာပဲဖြစ်ပြီးမြို့တချံကိုရောက်လာခဲ့ကြဖို့ Energy Supporting Japan ကဖိတ်ခေါ်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ ိုင်ငံတော်ဝန်ချမ်းဖတ်စိယုစုကြောင့်မျိုးသမီးနဲ့မျိုးသားစုစုပေါင်း15ဦးသေဆုံးခဲ့ပြီးသက်18နှစ်ယောက်ကလေးငယ်9ဦးပါဝင်တဲ့တရင်ဖြစ်ပါတယ်။နိုင်ငံတော်ဝန်ချမ်းဖတ်စိယုစုကြောင့်မျိုးသမီးနဲ့မျိုးသားစုစုပေါင်း15ဦးသေဆုံးခဲ့ရပြီးသက်18နှစ်ယောက်ကလေးငယ်9ဦးပါဝင်ပါတယ်။နိုင်ငံချင်းသားများကုညီဆောင်ရှောက်ရေးတင်မှကောက်ယူထားသောတရင်ချက်လက်များအရ2025ခုနှစ်ဧပြီလ1ရက်နေ့မှ17ရက်နေ့အထိနိုင်ငံတော်ဝန်၌ချမ်းဖတ်စိယုစုကြောင့်မျိုးသမီး6ဦးနဲ့မျိုးသား9ဦးစုစုပေါင်း15ဦးသေဆုံးခဲ့ပြီးကိုမြင်းနေတကွာအတည်ပြုနိုင်ခဲ့ပြီး သက်၁၈နှစ်အောက်ကလေးငယ်9ဦးပါဝင်တယ်လို့သိရပါဗျ။ဇူမာရီအတွက်မှာတေဆုံရသည့်အကြောင်းရင်းတွေဖြင့်၁၃ဦးမှာစေုပ်စုရဲ့လေးချောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံခဲ့ရပါဗျ။၎င်း၁၅ဦးနဲ့ချင်းပြည်နယ်မှာ၆ဦးဖြင့်တေဆုံမှုအများဆုံးဒေသဖြစ်ကဇူမာကလာတွင်တေဆုံခဲ့ရသောမြင်းနှင်းတကွအတီးဖြူရလိုအပ်နေဆက်ရသား၄၈ဦးရဲ့စည်ရင်ကိုလည်းတရားကောက်ယူစူးစမ်းထားရှိတယ်လို့သိရပါဗျ။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။